ဘုရားဘာသာဝင်သူတော်စင်နေဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမကိုလိုက်နာပါမယ်လို့အမခံထားတဲ့ပုဂ္ဂိုလ်တွေပဲဘုဒ္ဓံတရဏံကိစ္ဆာမိလို့ဆိုထားတာကိုကဘုရားကိုကိုးကွယ်ရတယ်လို့အတိမပြုပါတယ်ဘုရားကိုကိုးကွယ်တယ်လို့ဆိုတာဘာအတွက်ကိုးကွယ်တာတုံးလို့သိချာကြည့်မယ်ဆိုစီပွားတိုးတက်ဖို့ကိုးကွယ်တာမဟုတ်ဘူးဘုရားကိုးကွယ်တာများသောအားဖြင့်တချို့ကစီပွားတိုးတက်ခြင်းလို့ကိုးကွယ်တာ အဲ့ဒီလိုဇီဝတုတ်တက်ခြင်းလို့ကိုးခွေတာဟာသိပြီတော့အစစ်မမြင်မိယိုးဖလားကိုးခွေတာမျိုးလည်းမဟုတ်เสียရဘူးဇီဝတုတ်တက်ခြင်းလို့ကိုးခွေတာမျိုးလည်းမဟုတ်เสียရဘူးအနှစ်သာရအားဖြင့်ကိုးခွေရမယ်ဆိုလို့ရှိရင်လောကရဲ့သဘာဝအမှန်တရားကိုသိဖို့အတွက်ကိုးခွေတာဘဝခရီးကိုရှောက်လန်းတဲ့အခါမြတ်စွာဘုရားတရားအတိုင်း ဖះဟောပြောဆုံးမတဲ့လမ်းအတိုင်းလျှောက်ပါမယ်မြတ်စွာဘုရားကိုလမ်းညွန်ချက်အတိုင်းယုံကြည်တယ်မြတ်နိုးတယ်ဆိုတော့စိတ်ထနဲ့ကိုးကွယ်အဲ့ဒီလိုကိုးကွယ်မှဖះကိုကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကပို့ပြီးတော့ထည့်ရအောင်